ချစ်လစွာသောညီအကိုမောင်နှမပေါင်းတို့ဒီနေ့ပတ်စကားကာလစတ္ထမတနုံးနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်ယောဟန်အခန်းကြီး14အခန်းငယ်23မှ29အထိဖြစ်ပါတယ်။ရှင်ဦးအသင်းတော်မှာပြဿနာတက်လာပါတယ်။အဲ့လိုရံဖန်ရံခါပြဿနာတက်လာလို့အာဒီအသင်းတော်ဟာဘုရားသခင်ရဲ့အသင်းတော်မဖြစ်နိုင်ဘူးလို့စွပ်စွဲလို့မရပါဘူး။ဘုရားသခင်ဦးဆောင်တဲ့အသင်းတော်ဖြစ်ပေမဲ့ ဖွဲ့စည်းထားတာကလူတွေနဲ့လေလူတွေပါနေမှတော့ပြဿနာတက်တာဘာဆန်းလို့လဲဒီပြဿနာကတော့ဘာလဲဆိုတော့လူမျိုးချားတွေခရိယံဘာသာတဲကိုဝင်မဲ့ဆိုရင်ဂျူးလူမျိုးတွေလိုပဲအကြီးပြားလိချင်းခံရမယ်တဲ့မခံဘူးဆိုရင်ကဲတင်ချင်းမရနိုင်ဘူးကောင်းကင်ဘုံမရောက်နိုင်ဘူးလို့ပြောလာကြလို့ပါပဲဂျူးလူမျိုးတွေချင်းနေကြတာက ခရိယဘာသာဆိုတာယူဘာသာရဲ့ပြည့်စုံခြင်းယူဘာသာရဲ့အဆက်လို့ခြင်းနေကြတာပြောချင်တာကတော့ခရိယဘာသာတဲ့ဝင်ဖို့ဆိုရင်ယူဘာသာကနေအစပြုရမယ်လို့ခြင်းနေကြတာပါ အမှန်ကလူမျိုးခြားတယောက်က ခရိယဘာသာတဲ့ကို ဝင်ခြင်းရင်ဂျူးဘာသာတဲ့အရင်ဝင်စရာမလိုပါဘူးအည်ပြားလိချင်းလက်ခံယူစရာမလိုပါဘူး ခရစ်တော်ကိုယုံကြည်ပြီးစိတ်ကြောခြင်းကိုခံယူရင်ရပါပြီ။လူသစ်ဖြစ်လာဖို့ကအဓိကပါပဲ။အဲ့လိုပြဿနာတွေကျွန်တော်တို့အခုခေတ်မှာလည်းပေါ်ပေါက်လာတာပါပဲ။အခုခေတ်ကိုကကျေပြများပြားလာပါတယ်။ဘယ်ဟာကမှန်နေဘယ်ဟာကမှားတယ်လို့မခွဲခြားနိုင်တော့အောင်များပြားလွန်းလှပါတယ်။သားသမီးတွေလည်းစိတ်ရှုပ်လာကြပြီ အမိဘာသာက မှန်သလားအဖေဘာသာကမှန်သလားအဒွေးခေါ်ဒီလဲပြောင်းလဲလာကြပြီယုံသင့်မယုံဆိုပြီးတော့တွေးခေါ်လာကြပြီကျွန်တော်တို့ခရိယတဘာသာတဲမာရင်ကိုခရိယအသင်ခွဲပေါင်းယာကနာနဲ့ခြီးပြီးရှိပါတယ်ကလေးမျိုးတမျိုးတဲမာရင်ခရိယအသင်ခွဲပေါင်း40ကျော်ရှိပါတယ်ကျွန်တော်တို့ကသလိအသာသနာတော်ကြီးတဲမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ဥပမာ၊ကွာရှင်းတဲ့ကိစ္စ၊တည်ဖြတ်တဲ့ကိစ္စ၊လင်းအင်္ဂါပြောင်းကျင်တဲ့ကိစ္စ၊ LGBT ကိစ္စလက်ထပ်ချင်းကိုဘယ်လိုအထိပ္ပယ်ဖွင့်ကြတော့သလဲ။ companionship ဆိုပြီးတော့ဘဝလက်တွဲဖို့ဆိုတာတော့ခဲလား။ဒါမှမဟုတ်လူယောက်ျားလူမိန်းမတို့ပေါင်းဖက်ချင်းလို့အထိပ္ပယ်မဖွင့်ကြတော့ဘူးလား။အခုဩဝါဒက ီပြဿနာတွေအားလုံးကိုဖြေရှင်းပေးဖို့မဟုတ်ပါဘူးပြဿနာတွေရှိကြောင်းကိုပဲပြောပြတာပါနောက်အိမ်အောင်ပြုခြင်းတဲ့ကိစ္စအဲ့လိုပြဿနာဘောင်းစုံတက်လာရင်ရှင်းဦးအသိန်းတော်ကလို့ဝိညာဉ်တော်မြတ်နဲ့ငါတို့ဆုံးဖြတ်ခဲ့ကြ၏လို့ဆိုတဲ့အတိုင်ဝိညာဉ်တော်မြတ်ကို အားကိုးရပါမယ်အောက်တွင်ပါရှိသောကျင့်ဆောင်ရမည့်အချက်လက်များထက်ပို၍လေးလာသောဝင်ကို တင်တို့အပေါ်တို့မတင်ကြရံဝိညာဉ်တော်မျက်နှင့်ငါတို့ဆုံးဖြတ်ခဲ့ကြ၏တမန်တော်ဝိတုအခန်းကြီး15အခန်းငယ်28ယနေ့ဘုန်းကြီးဖတ်သွားတဲ့အေဝံဂေလိကျမ်းစာရှင်ယောဟန်အခန်းကြီး14အခန်းငယ်23မှာအခြင်းသူသည်ငါကိုချစ်လျင်ငါဤစကားကိုလိုက်နာဆောင်ခင်းမည်တဲ့ချစ်လို့လိုက်နာဆောင်ခင်းရတာဆိုရင်ဝင်တော့ဝင်ဖို့မဖြစ်တော့ပါဘူးငါဤစကားဆိုတဲ့ ယေရှုဖျားရှင်ရဲ့စကားကိုအတိတ်ပဲကောက်ရမှာဟိုအသင်းတော်ကတမျိုးဒီအသင်းတော်ကတမျိုးအတိတ်ပဲကောက်နေကြပါတယ်ဒါကြောင့်ဝိညာဉ်တော်မြတ်ရဲ့လုံ့လော်မှုက လိုအပ်လှပါတယ်ငါဤနာမ၌ခမည်းတော်ဆေလွတ်တော်မူမည်ကိုကြီးဆောင်မသူဝိညာဉ်တော်မြတ်သည် ထိုအကြောင်းအရာအလုံးစုံကိုသင်တို့အားသွန်သင်တော်မူမည်ဖြစ်၍ ်သင်တို့အားငါမိမာထားသမျှကိုတဖန်တရိယဇေတော်မူလိမ့်မည်။ဝိညာဉ်တော်ဖျားကအသိလားတင်တာမဟုတ်ပါဘူး။ယေရှုဖျားရှင်မိန်တော်မူခဲ့တဲ့ဟာကိုစိုးလို့ရင်အ내ဒိဗေကိုရှင်းလင်းစွာသိအောင်လှုံ့ဆော်ပေးမှာပဲဖြစ်ပါတဲ့။ကျွန်တော်တို့ကက်သလစ်ခရိယန်သာသနာမှာတော့ကိုထင်ရာကိုအတိပ္ပယ်မကောက်ရပါဘူးတယောက်တစ်မျိုးစီအတိပ္ပယ်ကောက်လွယ်မနိုင်ရင် အသိန်းတော်ကြီးထပ်ကွဲမှာပဲဒါကြောင့်ရှေးဦးအသိန်းတော်တို့ကပြဿနာတက်တိုင်းတမန်တော်တို့နဲ့တက်ကြီးဝါကြီးတို့ထံသွားရောက်ပြီးသူတို့ရဲ့ဆုံးဖြတ်ချက်ကို နာယူကြတယ်ဆိုတဲ့သဘောတိုင်းပဲကျွန်တော်တို့ကက်သလစ်တွေလည်းတက်ကြီးဝါကြီးများဖြစ်ကြတဲ့ပုပ်ကြီးဟာမင်းကြီးနဲ့ဆရာတော်များအဖွဲ့စည်းကို နာယူကြပါတယ်။ဒါကြောင့်ရှေးဦးအသိန်းတော်မှာအခုပြဿနာတက်နေတဲ့အရေးပြားလိချင်းကိစ္စမှာလည်း ်ဝိညာဉ်တော်ဖျားကသူတို့ကိုသိစေတာက ပေါလုနဲ့ဗာနာဗားတို့ဟောပြောလို့လူမျိုးခြားဘာသာကွဲတွေလည်းခရစ်တော်ရဲ့တရားကိုနားလဲသဘောပေါက်လက်ခံကြပြီးဘယ်လိုခံစားမိလာသလဲဆိုတော့ဝမ်းမြောက်ဝမ်းသာ ဖြစ်လာကြတယ်လို့သိရပါတယ်လူမျိုးခြားတွေအတွေ့ဒီတရားတော်ကဝမ်းမြောက်စေတယ်ဆိုမှတော့အစီပြေးနေလို့ပေါ့ဒါကြောင့် ခရိယာဘာသာတဲ့ဝင်လာတဲ့လူမျိုးသားတွေကို အခက်တွေ့စေရန်မလုံသင့်ဘူးဝင်တော့ဝင်ဖို့ဖြစ်အောင်မလိုအပ်တဲ့ဥပဒေစည်းကမ်းတွေနဲ့မချုပ်ထားသင့်ဘူးလို့တမန်တော်တို့ကဆုံးဖြတ်ကြပါတယ်ဒါကြောင့်အခုလိုဆုံးဖြတ်နိုင်ဖို့ကဝိညာဉ်တော်ဖျားရဲ့လှုပ်ဆော်မှုကြောင့်ဖြစ်ပေါ်လာတဲ့ချစ်တဲ့စိတ်ကြောင့်အခုလိုထဲစဉ်းစားပေးတတ်တာပါဘာသာနဲ့ဝင်လာတဲ့လူမျိုးသားတွေကိုချစ်တဲ့စိတ်ကြောင့် ူတို့ကိုအခက်မတွေ့စေချင်တာပါ ဟုတ်ပါတယ်ပြဿနာတော်တော်များများကချစ်တဲ့စိတ်မရှိလို့ဖြစ်လာကြတာပါ ပြဿနာတက်လာကြတာပါမယုံရင် မုန်းတဲ့စိတ်ကိုဖျောက်ကြည့်ပါလားပြဿနာတွေပြေလည်သွားလိမ့်မယ်နောက်ဆုံးဝိညာဉ်တော်မြတ်အားဖြင့်ချင့်ချင်းစဉ်းစားလှုပ်လိုက်ရင်ရလာတဲ့ရလတ်ကတော့ဝမ်းမြောက်ွှင်လန်းခြင်းပါပဲနောက်ဆုံးမှာဝမ်းမြောက်ွှင်လန်းခြင်း ခံစားရတယ်ဆိုရင်အဲ့ဒါသိကြတယ်ဝိညာဉ်တော်မြတ်ရဲ့လှုံ့ဆော်မှုအတိုင်းလုပ်တယ်ဆိုတာသိကြပါတယ်သိချနားထောင်ကြည့်တမန်တော်တို့ရဲ့ဆုံးဖြတ်ချက်စာကိုဖတ်ပြီးလူမျိုးသားတွေဝမ်းမြောက်သွားကြတယ်ဆိုတာသူတို့ဒီစာကိုဖတ်ကြပြီးတော့အခါစာရင်ပါတော့အာပိနှစ်သိမ့်စကားများကြောင့်အလွန်ဝမ်းမြောက်ကြ၏ဓမ္မတော်ဝိထုခန်းကြီး55ခန်းငယ်30ဒါကြောင့် အသင်းတော်ထဲမှာပြဿနာအထက်ခဲရှိတိုင်းဖရာရဲ့တရားတော်ကိုအခြေပြုပြီးဖြည့်ရှင်းပါဝိညာဉ်တော်မြတ်ရဲ့လှုံ့ဆော်မှုကိုလည်းအမြဲခံယူပါရလတ်ကတော့ဝမ်းမြောက်ရှင်လန်းသွားမှာသိကြပါတယ်နားဆင်သူအားလုံးပေါ်ဖရာသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ